ငါဒီဟူသောအကြောင်းကြောင့်ဘယ်တတဝါမှဘယ်လိုအချိန်ကလေးမှမှဘလောက်ကလေးမှစိတ်ထဲမှာကိုယ်ပေါ်မှာနင်းနင်းလေးမှဆင်းရဲပင်မမသွားပါစေနဲ့အင်မတန်ကောင်းတာပဲနော်တကယ်ယူမိုက်မြငါကြောင့်ဘယ်သူမှစိတ်ထဲဆင်းရဲမှုမဖြစ်ပါစေနဲ့ငါကြောင့်ဘယ်သူမှခန္ဓာကိုယ်ပေါ်မှာဆင်းရဲမှုမဖြစ်ပါစေနဲ့ငါကြောင့်ဘယ်သူမှနားထဲမှာပင်မဆင်းရဲသွားတာမျိုးမဖြစ်ပါစေနဲ့ငါပြောလိုက်တဲ့စကားကြောင့်ဘယ်သူမှမဆင်းရဲပါစေနဲ့နော် ငါတွေးလိုက်တဲ့အကြံတွေဟာသူများဆင်းရဲဖို့မဖြစ်ပါစေနဲ့ငါလှုပ်လိုက်တဲ့အလုပ်တွေဟာသူများရဲ့မျက်စိထဲမှာကိုလိုကန့်လန့်သူများရဲ့နားထဲမှာကိုလိုကန့်လန့်သူများရဲ့စိတ်ထဲမှာပူပန်သွားနေတာမျိုးဆင်းရဲသွားနေတာမျိုးဘယ်သောခါကာလမှမဖြစ်ပါစေနဲ့တဲ့မကောင်းဘူးလားငါကြောင့်သူများမဆင်းရဲပါစေနဲ့ဆိုတော့နည်းနည်းလေးတော့ပြောင်းပြန်လှန်ကြည့်ပါလားငါကြောင့်သူများချမ်းသာသွားပါစေကောင်းတယ်နော်ဒီကိစ္စမိုက်မြားငါကြောင့်ပါလေသူများချမ်းသာသွားပါစေစိတ်ထဲမှာရောကိုယ်ပေါ်မှာရော အကုန်လုံးကျင်တ်သွားပါစေနှစ်သက်သွားပါစေကြည်နူးသွားပါစေမကောင်းဘူးလားအေးအဲ့ဒီလိုမွန်မြတ်တဲ့ဆုကိုဘုရားလောင်က6ခုမြောက်တောင်းတာအဲ့ဒီဆုလေးကိုဦးဇင်းတို့ကနည်းနည်းလေးပိသက်တို့ကိုစဉ်းစားစေချင်တာသူတော်ကောင်းတို့ရဲ့သဘောထားဆိုတာကိုယ်ကြောင့်တတ္တဝါတွေကိုချမ်းသာသွားစေချင်တာပဲရှိတယ်ဆင်းရဲသွားစေချင်တာမရှိဘူးစိတ်ထဲမှာလည်းပဲမဆင်းရဲစေချင်ဘူးကိုယ်ပေါ်မှာလည်းပဲမဆင်းရဲစေချင်ဘူးပဝင်းကျင်ကိုအင်မတန်ကြည်တယ်တတ္တလောကကြီးကိုအင်မတန်ကြည်တယ် နော်ကို့အပြောလေးတစ်ခွန်းကြောင့်ကို့အလုပ်လေးတစ်ခုကြောင့်ဘယ်သူ့ကမှစိတ်အနှောင့်အယှက်အကုသို့ဖြစ်မသွားစေခြင်းဘူးဒါလေးကိုနားထဲမှာပဲ့တင်ထပ်ဆထပ်ထားစေခြင်းတယ်နော်အဲ့တော့ထူကြပါစို့ကို့မျိုးတစ်မျိုးလုံးအတွက်မတတ်နိုင်ဘူးကို့ရက်ကွဲတစ်ခုလုံးအတွက်မတတ်နိုင်ဘူးဆိုရင်ကို့အိမ်မှာနေတဲ့လူတွေငါးချောင်းတော့စိတ်မဆင်းရဲပါစေနဲ့နည်းနည်းကလေးနည်းနည်းကလေးနော်အဲ့လိုလေးစကြည့်စမ်းပါပြီးရင်ငါနဲ့ဆက်ဆံနေတဲ့ငါပတ်ဝန်းကျင်ငါအတိုင်းဝိုင်းငါးချောင်းတော့မဆင်းရဲကြပါစေနဲ့နော် အဲ့ဒီလို့ဆိုရင်အင်မတန်မွန်မြတ်တဲ့သဘောထားမဖြစ်ပေဘူးလားအေးအဲ့ဒီစုကိုပြည့်ကျင်ရင်အဲ့ဒီစုကိုဖြည့်ဆည်းနေတဲ့အရာတွေကိုအရင်မြင်အောင်ကြည့်ရမှန်ပါပါကိုယ့်ကြောင့်သူများမဆင်းရဲပါစေနဲ့ဆိုတဲ့နေရာမှာကိုယ့်ကြောင့်သူများဘာကြောင့်ဆင်းရဲနေကြသလဲဒါကိုစဉ်းစားရအစစ်စစ်ဦးစင်းကနည်းနည်းအတွေးခေါ်တော့ဆန်တယ်လို့ထင်တယ်နော်တကယ်ကြီးမိုက်မြာကိုယ့်ကြောင့်သူများဘာကြောင့်ဆင်းရဲသလဲဆိုတာကိုသိကျင်ရင်သူများကြောင့်ကိုဘာကြောင့်ဆင်းရဲသွားသလဲဆိုတာကိုအရင်စဉ်းစားအောင် ဆိုကြပါစို့တစုံတရားနဲ့ပတ်သက်ပြီးတော့ကိုယ်စိတ်ထဲမှာအကုသိုလ်ဖြစ်ပြီးဒေါသဖြစ်ပြီးဆင်းရဲပြီးဆိုရင်ဘာကြောင့်အဲ့လိုဖြစ်တယ်လဲလို့စဉ်းစားကြည့်အဲ့ဒီလူမဟုတ်လို့ဆင်းရဲတာဟုတ်လားတခါကြီးမိုက်မြအဲ့ဒီလူလောဘတွေသိကြီးပြီးတော့လှုပ်တာပြောတာဆိုတာတွေ့လိုက်ရင်စိတ်ထဲမှာဖြစ်တယ်ဒေါသဖြစ်တယ်အဲ့ဒီလူသဘာဝမကျတဲ့အတွေးတွေအဲ့ဒီလူသဘာဝမကျတဲ့အပြောတွေအလုပ်တွေလုပ်ရင်ကိုယ်စိတ်ထဲမှာဘာဖြစ်တယ်အကုသိုလ်ဖြစ်တယ်ဆင်းရဲတယ်အဲ့တော့ဗျောင်းမြန်ပြန်လှန်တော့ ကိုမဟုတ်တာတွေလုံမယ်ပြောမယ်ကြံမယ်မဟုတ်တဲ့စိတ်တွေမွေးမယ်ဆိုရင်ပတ်ဝန်းကျင်ဘာဖြစ်မှာတုံးဆင်းရဲမယ်ဗျအဲ့တော့ပတ်ဝန်းကျင်ကိုမဆင်းရဲစေခြင်းဘူးတတ္တဝါတွေကိုမဆင်းရဲစေခြင်းဘူးဆိုရင်ကိုမှမဟုတ်တဲ့စိတ်တွေအပြောတွေအလုပ်တွေမရှိဖို့အရေးကြီးဆုံးပဲအင်မတန်နဲ့နဲတယ်နော်မြတ်စွာဘုရားကတည်တည်ချာချာဟောတာဗျတိကဏိပအင်္ဂုတ်ထုံမှာလေလောဘဒေါသမောဟနဲ့ပတ်သက်ပြီးတော့ဘာပြောထားတုံးဆိုတော့ဒုထောခောပြမနာ အတ္တဗျာပါရာယပိစေတိတိပရဗျာပါရာယပိစေတိတိဥပယဗျာပါရာယပိစေတိတိမကျင့်နေခြင်းဆိုတဲ့ဒေါသတွေဖြစ်လာမယ်ဆွေးလန်းခြင်းဆိုတဲ့ຢာကတွေဖြစ်လာမယ်တွေးဝေးမိုက်မဲခြင်းဆိုတဲ့မောဟတွေဖြစ်လာရင်အတ္တဗျာပါရာယပိစေတိတိကိုယ့်ကိုယ်ကိုပူအောင်လုပ်တော့တာပဲတဲ့သဘောပေါက်တယ်နော်ပြီးတော့ကိုယ့်ကိုစဉ်းစားနော်ဒီကကြီးမိုက်မြားဒါတွေကစိတ်ဝင်စားတဲ့အကောင်တာဒါနဲ့စိတ်ဝင်စားတဲ့အကောင်တာကကိုယ်တန်တာမှာလောဘဒေါသမောဟဖြစ်လာရင်ပရဗျာပါရာယပိစေတိတိ သူများကိုပူအောင်လှုပ်တော့တာပဲတဲ့ကဲဒါလေးတော့စဉ်းစားမိရဲ့လားမှန်ပါနော်ဒီကိစ္စမှမြားတချို့လောဘဒေါသဖြစ်ရင်ဟေးကိုဖြစ်ရင်ကိုပူတယ်လို့ဒီလောက်ပဲသိကြတာများတယ်အခုဒီမှာမြတ်စွာဘုရားကဘယ်လိုပြောနေတော့ကိုအတန်တမှာလောဘဒေါသဖြစ်ရင်ကိုရင်ပူတယ်လို့ပြောသလားမဟုတ်ဘူးသူများပါပူတယ်တဲ့ဒါလေးတွေကိုကြဲကြဲပြက်ပြက်နားလည်စေချင်တာဥစဉ်တို့ကဟုတ်လားဒေါသဖြစ်ရင်လည်းဒီတိုင်းပဲ အတ္တပြဘာဒာယပိစေတိတိပရပြဘာဒာယပိစေတိတိဥပယပြဘာဒာယပိစေတိတိနော်အတ္တတံဝါပိမိမိရဲ့အကျိုးစီးပွားကိုယထာဘူတံဟုံမှန်သည့်အတိုင်းနားဆာရတိမတိတော့ဟုတ်တမတော်သားမောဟဖြစ်လာရင်ကိုကျိုးစီးပွားကိုအမှန်ကန်မတိတော့ပရထံသူတော်ဘာရဲ့အကျိုးစီးပွားကိုယထာဘူတံဟုံသည့်အတိုင်းမှန်သည့်အတိုင်းနားဆာရတိမတိနိုင်တော့အဲ့ဒီလိုကိုနဲ့သူများကိုဒီမှာတသားတည်းပြုတ်ပြပြီးတော့ဘုရားဟောထားနော်အတကုတ္တံတံမှာလောဘဒေါသမောဟဖြစ်လာရင် ကိုရှင်ရဲ့ပင်မန်းတယ်လို့ကိုပူလောင်တယ်လို့ကိုရဲ့ပတ်ဝန်းကျင်နီးစပ်ရာကိုလည်းဘာဖြစ်ဘာဖြစ်သွားတော့ပူလောင်သွားစီတယ်ပင်မန်းသွားစီဟုတ်တာပေါ့အိမ်တအိမ်မှာအိမ်တော်ဦးကြီးကလူကြီးကအသက်ကြီးတဲ့လူတွေကဒေါသတွေလှိမ့်ထွက်နေအိမ်အောက်မှာရှိတဲ့လက်အောက်ငယ်သားတွေနေရတာကောင်းသေးလားမကောင်းတော့ဘာဖြစ်သွားတော့ဓာတ်ကအရှိန်ကကူးသွားတာအဲ့တော့အိမ်တအိမ်မှာတယောက်ယောက်ကအကုသိုလ်အကြီးကျယ်ဖြစ်ပြီးစိတ်တွေညစ်နေပြီဆိုရင်ကျန်တဲ့မိသားစုဘာဖြစ်တော့အကုန်လုံးအရှိန်ဟတ်တယ်ဒါကြောင့်တယောက်မကောင်းရင် ကျန်တဲ့လူတွေမကောင်းဘူးအလားအလာတွေအများကြီးရှိနေတယ်။ဘုရားကတော့ဒီမှာအတီလင်းပြောထားတာနော်။လောဘဒေါသမောဟဖြစ်လာလို့ရှိရင်ကိုယ့်ကိုယ်ကိုပူလောင်စေတယ်။သူတစ်ပါးကိုပူလောင်စေတယ်။ဟုတ်တယ်။သူတစ်ပါးကိုပူအောင်လုပ်တဲ့လူတွေမှန်သမျှသည်သူတို့ကိုသူတို့ပူအောင်လုပ်ရတာအားမရသေးလို့သူများကိုလိုက်ပြီးတော့ပူအောင်လိုက်လုပ်နေတာ။တချို့ကတိတ်တော့ရည်ရွယ်တော့မရည်ရွယ်ပါဘူး။မရည်ရွယ်ပဲမဲ့အဲ့လိုဖြစ်နေတာပဲ။နော်။ဒီအချက်ကလေးကိုနားလဲအင်မတန်နားလဲစေချင်ပါတယ်နော်။ ကိုကိုကိုကောင်းအောင်မနေတတ်တာနဲ့တပြိုင်တည်းသူများကိုနှိပ်ဆက်ပြီးသားဖြစ်သွားတယ်။နော်။အဲ့တော့သူများကြောင့်ကိုဆင်းရဲတဲ့အခါလဲအဲ့ဒီအတိုင်းပဲ။အဲ့ဒီလူသူ့တာဝန်သူမယူနိုင်လို့ကိုဆင်းရဲသွားတာ။ကိုလည်းပဲကိုတာဝန်ကိုကိုယ့်ကိုအေးအေးချမ်းချမ်းမနေနိုင်လိုက်တာနဲ့တပြိုင်တည်းကိုနဲ့နီးဆက်ရသည်ဘာဖြစ်သွားတော့ဆင်းရဲသွားတယ်ပင်ပန်းသွားတယ်။ဒါကြောင့်ကိုကိုကိုကောင်းအောင် နေရတာအင်မတန်ကောင်းတယ်။ပထမကိုလည်းပဲငြိမ်းချမ်းတယ်။ နောက်ကိုယ့်ကိုမြင်ရတဲ့လူတွေလည်းငြိမ်းချမ်းတယ်ကိုယ့်အတန်ကြားရတဲ့လူချမ်းသာတယ်ကိုယ့်ကိုမြင်ရတဲ့အမူအရာကိုကြည့်ရတဲ့လူတွေလည်းချမ်းသာတယ်ဒါကြောင့်မြတ်စွာဘုရားကဗျောင်းမြန်ပြန်ပြီးတော့လောဘဒေါသမောဟချုပ်ငြိမ်းစွာနေရတဲ့ပုံကိုယ်တွေတနည်းအားဖြင့်အလောဘအဒေါသအမောဟဖြစ်အောင်လုပ်နေတဲ့ပုံကိုယ်တွေကြတော့သူတို့ကိုသူတို့လည်းအေးချမ်းစေတယ်တဲ့သူတမားကိုလည်းအေးချမ်းစေတယ်တဲ့ဒါနောက်ဆုံးစုတောင်းလေးကိုဦးစင်းကလေးလေးနက်နက်အကျေချဲ့ပြနေတာနော် ကိုယ့်အကိုကောင်းအောင်နေရင်သူများကိုကောင်းအောင်လုပ်ပြီးသားဖြစ်တယ်ကိုကိုကိုကောင်းအောင်မနေတတ်သေးသမျှသူများကိုကောင်းအောင်လုပ်လို့မရပါဘူးဒါကိုသဘောပေါက်စေချင်တာဟုတ်လားဒါကြောင့်ငါကြောင့်တတ္တဝါတွေမဆင်းရဲပါစေနဲ့ဆိုတဲ့ကိစ္စသည်သူ့ကိုမဆင်းရဲအောင်ဒါတိုင်းသွားလုပ်လို့ဖြစ်တဲ့ကိစ္စမဟုတ်ဘူးအပေါ်ရင်တော့ဖြစ်တာပေါ့ဗျာငတ်နေရင်သွားပေးလို့ရတယ်ဝိဇ္ဇာမရှိရင်ပေးလို့ရတယ်စိတ်မချမ်းသာရင်ချမ်းသာအောင်ဖေးမပြောလို့ရတယ်ဟုတ်လား ဒါပေမဲ့န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 ဲ့ချမ်းသာအောင်တော့ကိုကိုတိုင်းကကောင်းသွားမှဒီလူကအော်ကောင်းရတာဟာအင်မတန်ကောင်းတာပဲလို့ကိုကိုအားကြလာတဲ့အစဉ်မျိုးရောက်ရင်မကောင်းဘူးလားကောင်းတယ်ဟုတ်လားဒါကြောင့်ငါဒီဟူသောအကြောင်းကြောင့်တတ္တဝါတွေမဆင်းရဲပါစေနဲ့မပင်ပန်းပါစေနဲ့ဆိုတာကိုဖြစ်ချင်တဲ့ဆိုရင်ကိုကိုကိုအရင်ကောင်းအောင်လုပ်ပါဟုတ်လားကိုကိုကိုအေးချမ်းအောင်ကြိုးစားပါဒါကြောင့်မြတ်စွာဘုရားက အထတံဝါဘိဘိကဝေတံပတမာနေနာလမေဝအပမဒေနတံပါတိတုံအထတံဝါဘိမိမိရဲ့အကျိုးစီးပွားကို အလိုရှိသောပုဂ္ဂိုလ်သည်တံပတမာနေနကောင်းစွာမြော်မြင်နိုင်သောပုဂ္ဂိုလ်သည် အပမဒေနမမိမလျော်နေခြင်းကအလမေဝတင့်လှသည်သာဒီကိုကျိုးစီးပွားအစစ်မှန်ကိုလိုလားတဲ့ပုဂ္ဂိုလ်ဟာမမိမလျော်နေခြင်းကတင့်နေတဲ့ဒါနဲ့တော့မထူးဆန်းသေးဘူးနော် နောက်ထပ်ထူးဆန်းတာကဘာတုံးဆိုတော့ပရထံဝါမိဘိခဝေတံပတ္တမာနိနာအလမေဝအပမာဒေနတံပါတိတုံပရထံဝါမိသူတော်ရဲ့အကျိုးစီးပွားကိုတံပတ္တမာနိနာကောင်းစွာလိုလားသောပုဂ္ဂိုလ်သည်အပမာဒေနမမီမလျောနေခြင်းကအလမေဝသင့်လှသည်သာဒီဟောသူများရဲ့အကျိုးစီးပွားကိုလိုတယ်ဆိုရင်လည်းမမီမလျောပဲနေရမှာပဲတဲ့ဒါကိုနားလည်ဖို့အင်မတန်အရေးကြီးတယ်နော်ကိုကြီးစီးပွားကိုလိုရင်လည်း မမေးမလျော့နေသူများရဲ့အကျိုးစီးပွားကို လိုတယ်ဆိုရင်လည်းမမေးမလျော့နေနှစ်ပါးစုံတို့ရဲ့အကျိုးစီးပွားကိုလိုတယ်ဆိုရင်လည်းမမေးမလျော့နေတဲ့အဲ့ဒါဥစဉ်တို့တန်ယုတ်ပါဠိတော်မှာဒုတိယဒသဗလသုတ်တံဆိုပြီးတော့အဲ့ဒီမှာမြတ်စွာဘုရားဟောထားဟုတ်လားအင်မတန်လေးနဲ့ပါတဲ့စဉ်းစားတွေးခေါ်တတ်တဲ့ပုံကိုယ်တွေအတွက်ရည်ရွယ်ပြီးတော့ဥစဉ်တို့ပြောပါတယ်ဟုတ်လားကိုအကျိုးစီးပွားကို လိုလားရင်လည်းမမေးနဲ့သူများအကျိုးစီးပွားကိုလိုလားတယ်ဆိုရင်လည်းမမေးနဲ့လောကကြီးတစ်ခုလုံးရဲ့အကျိုးစီးပွားကိုလိုလားတယ်ဆိုရင်လည်း မမေ့နဲ့ဘာကိုမမေ့ရမှာလဲဒါနာသီလတမာတိပညာဒါကိုမမေ့နဲ့နော်ပြီးရင်ခန္ဓာကိုယ်ရဲ့ဖြစ်တိုင်းဖြစ်တိုင်းသောတဘာဝတွေကိုမမေ့နဲ့ကိုယ်ဘဝအကြောင်းကိုကိုသိပြီးတော့နေနိုင်ရင်အဲ့ဒါမမေ့တာပဲမဟုတ်လားမှန်ပါပါအေးခန္ဓာကိုယ်ရဲ့သဘောပူဓာတွေအေးဓာတွေရုပ်ပိုင်းဆိုင်ရာတွေရှိတယ်နော်စိတ်ပိုင်းဆိုင်ရာတွေးတောဓာတွေစဉ်းစားဓာတွေရှိတယ်နော်ခံစားဓာတွေကောင်းဓာတွေမကောင်းဓာတွေရှိတယ်နော်ရှေ့စော်ဓာတွေလှုပ်ရှားဓာတွေအကုန်လုံးရှိနေတယ်ဒီခန္ဓာကိုယ်ပေါ်မှာ ဲ့ဒီဖြစ်နေတဲ့သဘောတရားကိုဖြစ်နေတဲ့အတိုင်းမှန်မှန်ကန်ကန်သိနေရင်အဲ့ဒါသည်မမေ့မလျော့ခြင်းအပမာဒလို့ပြောလို့မရဘူးလားရပါတယ်ခုနတုန်းကဒါနကိုမမေ့တာတဲ့အဲ့ဒါကပုံမြက်တယ်သီလကိုမမေ့တာတဲ့အဲ့ဒါကပုံမြက်တယ်ဘာလဲခန္ဓာကိုယ်ရဲ့အရှိသဘောကိုအရှိအတိုင်းမှန်မှန်ကန်ကန်သိနေတာသဘောပေါက်တယ်နော်ဒကာကြီးဒီမိုက်မြားဒါကြောင့်မြတ်စွာဘုရားကကိုယ်အကြောင်းကိုသိပါများလာလို့ရှိရင် တဖြည်းဖြည်းနဲ့ဒီလူဟာအင်မတန်မြင့်မြတ်တဲ့လူတစ်ယောက်ဖြစ်လာတယ်။အင်မတန်အေးချမ်းတဲ့လူတစ်ယောက်ဖြစ်လာတယ်။အင်မတန်စင်ကြယ်တဲ့လူတစ်ယောက်ဖြစ်လာတယ်။အေးချမ်းတဲ့လူစင်ကြယ်တဲ့လူတွေကိုမြင်ရတိုင်းမြင်ရတိုင်းပဝန်းကျင်မှာအေးချမ်းမှုတွေကူးဆက်ပြီးတော့သူ့လူဖြစ်ချင်တယ်ဆိုတာပဝန်းကျင်လူသားတွေမှာဖြစ်မသွားဘူးလား။ဖြစ်သွားပါပြီ။အေးသူတော်ကောင်းတစ်ယောက်ရဲ့တန်ဖိုးဟာအဲ့ဒါပဲနော်။သူတော်ကောင်းတစ်ယောက်ရဲ့တန်ဖိုးဆိုတာအဲ့ဒါပဲနော်ဒကာကြီးမိုက်မိရ။သူကိုယ်တိုင်အေးချမ်းအောင်နေပြီးတော့လောကလူသားတွေကိုအေးချမ်းရင်စိတ်ပေါက်လာအောင်အကောင်းဆုံးဘာလုပ်ပေးတာလဲ။နိုးဆွပေးတာ